ဖေတလာလောက်ခဲ့သည်မြမင်္ဂလာပါကုလူတို့အခုကျွန်တော်ကစာရေးဆရာကြီးရွှေဦးတော်ရေးသားခဲ့တဲ့ဟေဒလာလောက်ခဲ့သမျှဆိုတဲ့စာအုပ်ကိုအပိုင်း21အနေနဲ့ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်

မကြည်မနှက်ဖြစ်ကြ၍လူများမကြည်နှက်သောတိုင်းပြည်အချင်းချင်းပေါင်းစည်းမိကြခြင်းပင်ဖြစ်လေသည်မူဆိုလီနီသည်ဟစ်တလာ၏စာချုပ်ဖောက်ပြသောစနစ်ကိုအမြဲထောက်ခံ၍တပြည်သည် တပြည်၏အဖြစ်ပြက်အချင်းရာများကိုဝိုင်ယလက်သတင်းဖြင့်အစင်မြဲလှိုင်းလေရှိတပြည်မှအရာရှိများသည် တပြည်သို့သွားရောက်လည်ပတ်၍ဧကန်သောအစိုးရကလည်းတခန္တနာစီစဉ်ပေး၏အီတလီနှင့်ဂျာမနီတို့သဘောတူညီကြသောကိစ္စများမှာ စပိန်ပြည်ရေးရုရှားပြည်ရေးနှင့်လက်နက်စုဆောင်ပြင်ဆင်ရေးတို့ဖြစ်၏စပိန်ပြည်တွင် General Frin ကိုအားပေးထောက်ခံရ၌အစိုးရနှုတ်ဦးသည်ဆိုင်းယားပြန်နှံ့များကိုတပြိုင်တည်းဖြစ်စေယနေ့မနက်ဖြန်မှသာအချိန်ကွာချားရဖြစ်စေ ထုတ်ပြန်နေကြသည်မှာပြုံးရီပွဲကောင်းလာပြီသင်စစ်တော်ကဂျာမန်တို့သည်အီတလီတို့၏တိုက်ခိုက်ခြင်းသည်ဟုသောအစွမ်းကို များစွာအားရနှစ်သက်သည့်လက္ခဏာမရှိကြစပိန်ပြည်၌ အီတလီဗိုလန်တီယာတို့သည် ဦးစီးတိုက်ခိုက်ခဲ့ပုံများကိုထောက်ရှင့်ကြည့်ရှုလိုက်ပြန်တော့အားရလောက်အောင်လည်းမရှိလာပါဘူး။ထို့ပြင်ဂျာမနီနဲ့အီတလီတို့ပူးပေါင်းဖွဲ့စည်းထားကြခြင်းမှာအစအစအရာရာတွင်ရည်ရွယ်ချက်ချင်းတူညီလှသောကြောင့်မဟုတ်၎င်းတို့မုံဒီသောတိုင်းပြည်များတူညီနေသောကြောင့်မျှသာဖြစ်ပေသည်။ဟစ်တလာ၏စနစ်နှင့်မူဆိုလီနီ၏စနစ်တို့မှာများစွာသောအချက်တို၌အတိုက်အခံဖြစ်နေကြပေရဲ့။ ရင်းကဲ့သို့အတိုက်ခံဖြစ်နေသောအချက်များကိုအလင်းထုတ်ဖို့မွက်ကြားခြင်းမပြုသည့်အတွက်ကြောင့်သာလျှင်အခက်အခဲမတွေ့ရသေးပေပေါင်းစည်းနေနိုင်ကြခြင်းဖြစ်ပေသည်။အီတလီအဖို့၎င်းဂျာမနီအဖို့၎င်းဥရောပတိုက်အလဲပိုင်းရင်းသည် ခလောက်ဆန်းသပွဲတီရှိလျက်ရှိရာအဖက်ကရန်သူများ၏အရေးထူလျက်ရှိသည့်အတွက်ကြောင့်သာလျှင်၎င်းတိုင်းပြည်နှစ်ပြည်ကိုမကွဲမအပ်သေးပေပူးတွဲတီရှိနေနိုင်ခြင်းဖြစ်လေသည်။သင်စစ်တော်ကဂျာမန်စစ်ဗိုလ်ကြီးများသည်အီတလီစစ်သားများ၏ ရုရှားစစ်သားများကို ပုံမူလေးစားကြ၏တို့ဖြစ်၍အနစ်နာခံတန်သလောက်ခံကပူးပေါင်းရမည်ဆိုသောရုရှားတို့နှင့်သာပူးပေါင်းလိုကြ၏ရုရှားပြည်မှရရှိနိုင်သောအထည်စိမ်းများမှလည်းမထီလေးစားပြုလုပ်သောအရာများမဟုတ်ပါဘီထို့သောဂျာမန်စစ်ဗိုလ်ကြီးများကရုရှားနှင့်ဂျာမနီပူးပေါင်းလိုက်ရသည်ရှိသောကဘာကြီးကိုပင် ကြီးစိုးနိုင်လိုက်သော အခြေအနေရှိလိမ့်မည်ဟု ယူဆကြလေသည်ထို့ပြင်နာစီဝါဒအရမြေထဲပင်လယ်သားများခေါ် အီတလီများအတွက်မိမိတို့၏လူမျိုးသတ်မှတ်ရေးစနစ်တွင် နေစရာပေးစရာမရှိကြ၎င်းပြင်အီတလီခေါင်းဆောင်မူဆိုလီနီသည်ဂျာမန်ခေါင်းဆောင်ဟစ်တလာပေါ်၌လက်လိုက်လက်လက်ယုံကြည်စိတ်ချသည့်လက္ခဏာမရှိသည့်ပြင်ဟစ်တလာလည်းကျေနပ်အားရဟန်မတူပါကြသို့ပါတော့လေတစ်ဖက်မှာနှီးရင်ပွန်းပြီးစွာပူပေါင်းဖွဲ့စည်းနေကြသည့်ဤခေတ်တွင်အီတလီနှင့်ဂျာမနီတို့သည်အချင်းချင်းမကျေနပ်သောအချင်းရများကိုချိန်ထား၍တကယ့်အရေးကြုံသောအခါ၌ ဂျော်ဂျင်းကရင်ချင်းအက်ကခုခံတိုက်ခိုက်ကြမည်လက္ခဏာရှိပေ၏။အီတလီယန်လူမျိုးများသည်ဂျာမနီပြည်၌လူချစ်လူခင်ပေါများသူများမဟုတ်ကြ။တို့ရာတွင်ဂျာမနီမှာယခုအခါမျိုး၌မိတ်ဆွေရွေးချယ်သည့်နေရာတွင်အယူများသောချီးကားသောဖြင့်စည်းစားကြောင်နိုင်သောအခြေအနေမရှိပေ။ရရာလူကိုမိတ်ဖွဲ့ရမည်အဖြစ်မျိုးသို့ရောက်ရှိနေ၏။အီတလီကမှ မိတ်မဖွဲ့ပါလျှင်ဂျာမနီတို့အဖို့၌မိတ်ဆွေဖွဲ့ရန်လူမရှိကြ။ ထို့ပြင်မူဆိုလီနီမှာအရေးကြုံ၍တိုက်ခိုက်ရန်လိုသောအခါတွင်မြန်မြန်ဆန်ဆန်နှင့် ခက်ကြမ်းကြမ်းတိုက်ခိုက်ဖို့စိတ်ချရသူတယောက်ဟု၍ဂျာမနီတို့ကယုံကြည်ထား၏။တပြေနေ့တပြေအငင်းကုံဖြစ်ပွားသည့်ကိစ္စမျိုးတွင်လက်နက်အားကိုပြုတ်ခြင်းကို အထူးအားထားလူတယောက်ဟု၍လကောင်းမှတ်ယူထားကြ၏။ထို့အချင်းရများသည့်ကမူဆိုလီနီအားဟစ်တလာကလက်မလွတ်နိုင်သော အချက်များဖြစ်ခဲ့၏။ယခုခါ၌အီတလီနှင့်ဂျာမနီတို့သည်ဥရောပတိုက်ကြီးကို နှစ်ချမ်းနှင့်ပခကွဲပြားအောင်လွဲဘက်ကစီမံလျက်ရှိကြရာယနေ့ထိဆိုရင်အာနာရှင်များဘက်မှအရေးသာသည်သာများခဲ့တော်လေကြာရှည်သဖြင့်အရေးတွင်မိသူကတာ၍မိသူကနာကြရမည်ကိုအချိန်ဒီသာလျှင်ပိုင်းခြားဆုံးဖြတ်နိုင်မှု ရှိပေလိမ့်သည် ကိုလိုနီနိုင်ငံများပြဿနာ1919ခုနှစ်မေလ9ရက်နေ့၌အင်္ဂလန်ပြင်သစ်နှင့်ဘယ်ဂျီယံတို့ပါဝင်သောသုံးပြည်တော်အစည်းအဝေးကြီးကဂျာမနီသည်ကိုလိုနီနိုင်ငံများတွင် အုပ်ချုပ်ရန်မထိုက်တန်ကြောင်းနှင့်ဆုံးဖြတ်ချက်ချလိုက်သည့်အခါဂျာမနီသည်မိမိ၏ဂုဏ်သီးကိုထိခိုက်နစ်နာစေသည်ဟု၍အလွန်တရာနာကြီးခဲ့၏တို့ရာတွင်ဂျာမနီသည်ဗာဆိုင်းစာချုပ်ကိုရစရာမရှိအောင်ဖောက်ဖျက်နိုင်ခဲ့တော်လဲ ိုလိုနီနိုင်ငံများနဲ့စာပိုက်များကမူကလက်ဖျားနှင့်မြမတို့နိုင်သေးကြ။အကြောင်းမူကားထိုနေ့မှထိုရက်မှသိမ်းပိုက်ထားသောကိုလိုနီနိုင်ငံများကိုဂျာမန်တို့ဟာတပိုင်းတစ်ဖက်မြပြန်ရအောင်မတက်နိုင်သေးသောကြောင့်ဖြစ်သည်။ဂျာမန်တို့သည်လူသက်သက်အတွင်တွင်စတူယန်မိုင်မုံတသန်းဂျာမနီထက်ငားပြန်ကြည့်တသန်းမြသောကိုလိုနီနိုင်ငံများစိုးပိုင်ရရှိထား၏။တို့ရတွင် အခြားတိုင်းပြည်များယူပြီးကြ၍အကျွင်းကြံများလောက်သာသိမ်းယူရခြင်းဖြစ်ရကဂျာမန်ကိုလိုနီများမှာကောင်းမွန်ကျွေးဝသောနယ်ပယ်များမဟုတ်ချေဂျာမန်တို့သည်၎င်းကိုလိုနီများတွင်ရွေတင်ကသန်းပေါင်း20ခန်းမြရင်နီမြုံနှံထားကြတော့လေအကျိုးနဲ့ဒုက္ခမမျှတာပဲဝင်ငွေထက်ထွက်ငွေကများပြားနေသို့ပြင်၎င်းတိုင်းပြည်များသို့သွားရောက်နေထိုင်ကြသောဂျာမန်လူမျိုးအစုအတွက်မှလည်း2000မြာသာရှိသောကြောင့်ကိုလိုနီများသည့် ဂျာမနီပြည်ဤလူဦးရေပြည်နာကိုအထောက်ပံ့ရစေနိုင်သည်ဟု၍လည်းမရှိနိုင်ကြ။တဘာစစ်ဖြစ်သည့်နှစ်တပိုင်းနက်မဟာမိတ်တို့သည်အာဖရိကတိုက်အရှိပိုင်းမှတပါဂျာမန်ကိုလိုနီများကိုသိမ်းယူလိုက်ကြ၏။စဉ်စစ်မှာမဟာမိတ်တို့သည်ဂျာမန်ကိုလိုနီကိစ္စကိုစစ်ကြီးမပီးစည်းမီကပင်မိမိတို့အချင်းချင်းညှိနှိုင်းထားကြပြီးဖြစ်ရာစစ်ကြီးပီးစည်းသောအခါမှလူတို့၏လိမ္မာရင်ကျေးမှုတို့ထိမ့်သိမ်းဆောက်ရှောက်ထားမိဟန်နှင့်ပြည်ရဲ့ဝေဝတ်သုံးပြုကစီမံကြသည့်အတွက်ကြောင့် ဂျာမန်တို့ကတာ၍မခံကြည့်မခံသာရှိနေကြခြင်းပေဖြစ်ပေသည်ဟစ်လာသည်ကျွန်ုပ်၏ကြိုးပမ်းချက်ဟူသောစာအုပ်ကိုရေးသားစဉ်ကဂျာမနီပြည်တွင်းသို့ဂျာမန်လူမျိုးတယောက်မှကျန်ပြန်ရောက်အောင်စီမံ၍၎င်းတို့ကိုကျွေးမွေးရန်စီမံပေးပြီဟုစိတ်ချရသောအချိန်တိုင်းရောက်မှသာလျှင်အခြားတိုင်းပြည်များသို့နေချက်ရန်စိတ်ကူးတင်ကြောင်းဟူ၍၎င်းမိမိတို့၏လူမျိုးအလုံးကိုမိမိတို့၏ပြည်နယ်အတွင်းသို့သွတ်သွင်းရန်မတတ်နိုင်သေးသမျှကာလပတ်လုံးဂျာမန်တို့သည် ကိုလိုနီပြဿနာကိုမထီးတင်သေးကြောင်းဟူ၍ရေးသားဖော်ပြပါရှိသည်ကိုထောက်တော်ဟစ်တလာကိုယ်တိုင်သဘောမှာကိုလိုနီကိစ္စကိုစောလျင်စွာဆောင်ရွက်ရန်အကြံမရှိကြောင်းထင်ရှား၏1934ခုနှစ်တွင်မူကားဟစ်တလာမှာ၎င်းကိစ္စနှင့်ပတ်သက်၍သဘောနှစ်ခုဖြစ်လာခဲ့လေပြီဂျာမနီပြည်ရှိအသင်းပင်းများသည့်တိုင်းသူပြည်သားတို့ဟာကိုလိုနီပြဿနာကိုစိတ်ပါဝင်စားခြင်းမရှိအောင်နှိုးဆော်လျက်ရှိကြ၏ဂိုရင်းကိုယ်တိုင်မှလည်း ကိုလိုနီဘရင်ကန်တို့၏သားဖြစ်သည့်လျောက်ဂျာမန်တို့လက်ဝယ်မှခိုးတိုက်ယူသွားသော ကိုလိုနီများအကြောင်းကိုကျဲလောင်းစွာဟစ်အော်လျက်ရှိဂျာမန်လူမျိုးတို့သည်ဂျာမနီပြည်တွင် ပြည့်ညတ်၍သေကုံရန်အလိုမရှိလျင်ကိုလိုနီများရှိကြရမည်ဟုဂိုရင်းကပြော၏နာဇီဂိုင်းသားများအနက်တွင်ကိုလိုနီများနှင့်ပတ်သက်၍သဘောကွဲလဲခြင်းမရှိကြ၏အချို့ကဂျာမန်တို့သည်ကိုလိုနီများနောက်သို့လိုက်နေခြင်းအဖြစ်စိတ်အာရုံကွဲပြားခြင်းမရှိစေဘဲ ဥရောပတိုက်ရေးရာတစ်ခုလည်းပြီးစီအောင်ဆောင်ရွက်ထိုက်ကြောင်းနှင့်ပြောကြားကြ၏1934ခုနှစ်နှုတ်ရင်ပတ်အစည်းအဝေးကြီးတွင်ဟစ်တလာသည်၎င်း၏လက်ထောက်အားစကားပြောစီလျက်ကိုလိုနီပြဿနာကိုစိတ်မပါတပါနှင့်ထောက်ခံစေ၏ကိုလိုနီများရှိတဲ့ခြင်းမှာစည်းစိမ်ခံမှုအတွက်မဟုတ်ဘဲစည်းဝါးရေးအတွက်ဖြစ်၍ကိုလိုနီလက်ကန်ရှိမှသာလျှင်စည်းဝါးရေးဘက်တွင်ခြောင်ချနိုင်မှုရှိကြောင်းနှင့်ပြောစီ၏1935ခုနှစ်၌ဟစ်တလာသည် အခြားတိုင်းပြည်များနဲ့ဒန်းတူရှိစေရမည်ဟုသောစကားတွင်ဂုံရည်တူအနေနဲ့ဆက်ဆံခြင်းစစ်တပ်ရဲ့အတွက်တူညီခြင်းတို့ဖြင့်ကိုလိုနီနိုင်ငံများလက်ဝဲရှိမှုကိုလည်းထည့်သွင်းပြည့်စွက်လိုက်ဆိုလိုရင်းမှာကိုလိုနီနိုင်ငံများလက်ကမ်းရှိခြင်းသည်ဟုသောအချင်းရာသည်ဒိုင်းပြည်ဤဖို့ဂုံကြက်တီတစ်ခုဖြစ်၍ဂျာမနီသည်လည်း၎င်းကြက်တီအမျိုးရှိစေရမည်ဟုအဓိပ္ပာယ်တက်ရောက်လေသည်ဟစ်လာသည် ကိုလိုနီများပြန်ရမှုကိုအရေးတကြီးသဘောထား၍ ၎င်းတို့ပြန်ရခဲ့လျင်နိုင်ငံပေါင်းချုပ်အသင်းကြီးတို့ပင်ဂျာမနီပြန်ဝင်အုံတော်မကဲ့သို့လေသံပေးပြန်၏ကိုလိုနီများ ပြန်ရမှုကိစ္စတွင်ခေါင်းဆောင်လျက်ရှိသောဘွန်အပ်ဂါမူကိုလိုနီများသည်ဂျာမနီအဖို့ဟာရလည်းဖြစ်၏ဂုံအတီလည်းဖြစ်၏ဟုဆို၏ဒီဘဝရေးပြဿနာများတွင်ဂျာမန်တို့ကိုလမ်းညွှန်လာခဲ့သောဒေါက်တာရှက်သည်ကိုလိုနီများပြန်ရခြင်းအဖြစ်ဂျာမနီအခက်အခဲများပပျောက်စေနိုင်သည်ဟုဟောပြောလာခဲ့ရာ နာစီတို့သည်ရှက်နှင့်ခြားသောပြဿနာတို့တွင်သဘောကွဲလွဲခဲ့ကြတော့လေကိုလိုနီများကိစ္စနိုင်မှုသဘောတူညီကြ၏ရှက်၏အဆိုမှာကိုလိုနီများပြန်ရခဲ့လျင်အထည်စင်းရမှုဂျာမန်ကုန်စည်များရောင်းချမှုလူဦးရေကြက်တဲပြည့်နှက်နေသောဂျာမနီပြည်၏လူချောင်ချိမှုဒီဟုသောကိစ္စသုံးရပ်ပြီးစီးနိုင်ကြောင်းနှင့်အကြောင်းပြဟောပြောလေ1936ခုနှစ်၌ဂျာမန်တို့သည်ကိုလိုနီများပြန်ရနိုင်ခဲ့လျင် စီးပွားရေးနဲ့ဆက်လျင်းသောအခက်အခဲများမှလွတ်မြောက်ကြလိမ့်မည်ဟုယုံကြည်လာကြလိမ့်မည်။နေထိုင်ရမြရာခွဲရခြင်းတစ်ခုတည်းနှင့်ပင်အားလုံးသောစီးပွားရေးအခက်အခဲတို့ကိုပပျောက်စေနိုင်လိမ့်မည်ဟုဆို၏။လေးနှစ်စီမံကိန်းကို ပြဋ္ဌာန်းလိုက်သောအခါဂျာမန်တို့သည် ကိုလိုနီများကိုပုံမူအားကိုးလာကြရ၍၎င်းတို့ပြန်ရခဲ့လျင်ဒိုစီမံကိန်းမှလည်းအလွယ်တကူနှင့်ထမြောက်လိမ့်မည်ဟုယုံကြည်လာကြလိမ့်၏။ 1936ခုနှစ်၌မြူးနစ်မြို့တွင်ဟစ်တလာပြောသည်မှာဂျာမနီသည် အင်္ဂလန်နှင့်ပြင်သစ်တို့ပြုမှုတကယ်သို့ပြုမှုရမည်ဖြစ်ကြောင်း၎င်းတို့သည်တစုံတရာမှ စင်ကြယ်စင်လက် ပေးမနေဘဲလူသောအရာကိုယူလေ့ရှိကြောင်းဂျာမနီလည်း၎င်းတို့ဤတိုင်းပြုမှုရမည်ဖြစ်ကြောင်းနှင့်ဒုံးဒီဒီပြောဆိုမှု၏ကိုရင်းကလည်းကျွန်ုပ်တို့၌ကိုလိုနီများမရှိကြောင်းကံမကောင်းအကြောင်းမလာသောစစ်ပွဲအပြီးတွင်ကျွန်တော်တို့လက်ဝယ်မှသူတို့လူစုက ခိုးတိုက်ယူကြကြောင်းဒဲစိမ်းများကိုရွှေနှင့်ပေးဝယ်ရမည်ဟုသူတို့လူစုကပြောနေကြောင်းကျွန်ုပ်တို့ကရွှေနှင့်ပေးဝယ်လို့တော့လေသူတို့လူစုက ရွှေကိုပါကျွန်ုပ်တို့လက်ဝယ်မှခိုးတိုက်ယူသွားကြပြီဖြစ်သောကြောင့်ထိုကဲ့သို့ဝေရန်လဲမတတ်နိုင်ကြောင်းနှင့်ပြောပြန်၏ခုနောက်တဖန်ဒေါက်တာဂိုးလ်ဘဲကလည်းကျွန်ုပ်တို့သည်ကိုလိုနီများပြန်ရရေးအတွက်ကမ္ဘာနှင့်စစ်တိုက်ကြရအောင်မည်အေကန်ဖြစ်ကြောင်းနှင့်ပြောပြန်၏ထိုအခါ တိရှအစိုးရကမိမိတို့သည်လူစကားနှခွန်းတို့၏တက်ရောက်သော အတိဘယ်ကိုသဘောမတူနိုင်ကြောင်းနှင့်ကန့်ကွက်ပြောဆိုရန်ဘာလင်မြို့နယ်ရှိသော British တာမန်ကြီးအားအမိတ်ပေးလိုက်ရသည်၏ဟစ်တလာ၏သဘောမှာကိုလိုနီကိစ္စကိုဂုံအသေးမှုပြဿနာတစ်ခုကဲ့သို့ဖြစ်စေအင်္ဂလန်နှင့်ပြင်သစ်တို့ထံမှအခြားလူသောအရာများညှစ်ထုတ်နိုင်စေခြင်းကရိုးမယ်ဖွဲ့စရာပြဿနာတစ်ခုကဲ့သို့ဖြစ်စေမှတ်ထင်ဟန်လက္ခဏာရှိတော်လေနာစီတို့ကမူ မရရင်မနေနိုင်သောကိစ္စတစ်ခုကဲ့သို့ဆက်လက်စူပူလျက်ရှိကြ၏ဂျာမနီ၏မဟာမိတ်များဖြစ်ကြသောဂျပန်နှင့်အီတလီတို့သည်မကြာမီအတွင်းကပြည်내အသီးသီးသိမ်းပိုက်ရရှိကြ၍လက်မဲ့တိုင်းပြည်စင်းမှထွက်သွားကြရကဂျာမနီမှမိမိတဦးတည်းသာလျှင်လက်မဲ့စင်းတွင်ကြံရစ်ခဲ့သည့်အတွက်ကြောင့်တာ၍နာလိုခံခက်ဖြစ်ရပြန်၏ဂျာမန်တို့သည်ကိုလိုနီကိစ္စနှင့်ပတ်သက်၍မိမိတို့၏စိတ်ကိုမိမိတို့အချင်းချင်း အပြန်အလှန်နှိုးဆော်ပေးကြခြင်းအားမရရင်မနေနိုင်နေခြင်းညခြင်းရရှိမှအေးနိုင်ကြမည်ကိစ္စကဲ့သို့အလောသုံးသည်စူပူလာကြစဉ်အင်္ဂလန်နှင့်ပြင်သစ်တို့ကဖွင့်ဟပြောဆိုလိုက်သည်တွင်မူအတန်ငယ်ငြိမ်ကြသွားကြ၏အင်္ဂလိပ်နှင့်ပြင်သစ်လူမျိုးတို့ကလည်းဂျာမန်တို့ပြန်ရဖို့စိတ်အားထက်သန်ခြင်းရှိသည့်ဤသူ၎င်းတို့ကလည်းရရှိပြီးကိုလိုနီများကိုပြန်မလွတ်နိုင်ပေဖတ်ထားကြရန်အလားတူစိတ်အားထက်သန်ခြင်းရှိကြောင်းဖွင့်ဟထုတ်ဖော်ပြသကြလေ၏ ကိုလိုနီများအတွက်နဲ့စစ်ဖြစ်ခဲ့ရင်ဒိုမီနီယံနိုင်ငံများကဗြိတိအစိုးရဘက်မှကူညီမီမဟုတ်လေဟန်ဂျာမန်တို့ကသတင်းလွှင့်ခဲ့ကြရာဒိုမီနီယံအစိုးရများကိုယ်တိုင်က၎င်းသတင်းများမဟုတ်မှန်ကြောင်းနဲ့အတီအလင်းညင်းချက်ထုတ်လိုက်ရာတွင်မှဂျာမန်တို့တွန့်ဆုတ်သွားကြရာလေ၏တို့ရာတွင်ဟစ်တလာသည်ကိုလိုနီများနှင့်ပတ်သက်၍စိတ်တဘောသာပြောင်းလာကြောင်းပို၍ထင်ရှားသည့်အတွက်ကြောင့်ခါအခွင့်တင်သောအခါ၌ဤကိစ္စကို အဖန်ပြန်၍ကောက်အုံးမီမှယုံမားပွေရာမရှိကြ။ကဲပါဇိုင်းဆရာကြီးရွှေရောင်ရေးသားခဲ့တဲ့ဟစ်တလာလှုပ်ခဲသမျှဆိုတဲ့စာအုပ်ကိုအပိုင်း27အနေနဲ့ကျွန်တော်နွေလင်းဟန်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နာစင်အားပေးခဲ့ကြတဲ့ဒုညာပရိသတ်တွေတယောက်ချင်းစီတိုင်းစိတ်ရှိအကြံကိုမှတွေ့လို့အိတ်စစ်တန်လူရပြေကြပါစေ။ကျေးဇူးတင်ပါတယ်။